ကျွန်တော်ရဲ့မိတ်ဆွေများအားလုံးပဲမင်္ဂလာပါခင်ဗျာ။ဘာမီဟိုရာ channel လေးကနေစေဝင်စားပွဲထူးခြားစံချိန်ကမ်းမရပြည့်ရမန်ဇလန်ကောင်းလေးကို တင်ဆက်ပေးဖို့အချိန်ခါကြာရောက်လို့လာခဲ့ပြန်ပါပြီ။ဒီနေ့တင်ဆက်ပေးမယ်။ဒီမျိုးပေါင်းများစွာထဲမှာအင်းရှင်တွေကိုဒုက္ခပေးတတ်သောထူးဆန်းတဲ့တက္ကမင်းမှတစ်သားကိုရခဲ့သူလို့မြည်ရတဲ့စေဝင်စားပွဲထူးခြားစံချိန်ကမ်းမရပြည့်ရမန်ဇလန်ကောင်းလေးကိုတင်ဆက်ပေးမှာဖြစ်လို့ခံစား နှားစင်အားပေးကြပါအောင်ခင်ဗျာအနေနဲ့ရရမှာကျွန်တော်ရဲ့မိတ်ဆွေများအားလုံးပဲမင်္ဂလာပါကျွန်တော်တင်ဆက်သူကိုယ်တိုင်ကြိတ်ပြီးကျွန်တော်တင်ဆက်သူကိုယ်တိုင်ရောင်းချပေးနေတော့ယောနောကင်းနဲ့တရားရခိုင်တို့အညာမြမထွက်ရှိတော့တဘာဝမြေပဲစုံစည်းစစ်စစ်ကိုရောင်းချပေးနေပြီဖြစ်ကြောင်းတတင်းကောင်းပါပါတယ်ဝေယူစားတော့အားပေးခြင်းနဲ့ဆိုပါကဒီဗီဒီယိုမှာတင်ထားတဲ့ဖုန်းနံပါတ်နဲ့ပိုက်ပါပါဆက်သွယ်မိမြန်စုံစမ်းမှာယူနိုင်ပါပြီခင်ဗျာသူစံတော့ တစ်သားတစ်မျိုးဖြစ်တဲ့တစ်ကျမ်းမခေါ်တစ်ကမြင်မဘောင်းစိန်တို့အိမ်မှာပျော်စရာကျွန်တော်ညနေထမင်းစားပြီးမကြခင်မှာပဲကိုနိုင်ကစိုင်းကနေရောက်လာတယ်ကျွန်တော်လည်းအမိကိုဂျိုးချောင်းပြောပြပြီးဘောင်းစိန်ဘာတူတော်တို့ကိုကြတော့ဖို့စိုင်းနေယူပြီးတော့တတောင်းစီထည့်ပြီးတော့ပေးလိုက်ပါတယ်ကိုနိုင်ဘောင်းစိန်နဲ့ဘာတူတော်တို့ကိုကြတော့ဖို့စိုင်းပါပြီလားပါလာပြီကွာနှစ်အိတ် တဲကိုတပလင်းစီထည့်ထားတယ်မင်းရောအေးငါလည်းတပလင်းစီပါပဲသွားကြစို့ကွာကျွန်ုပ်နဲ့ကိုနိုင်တို့နှစ်ဦးသူ့ရဲ့ဆိုင်ကနေပဲအမြန်ရွာမှရှိတဲ့ဘောင်းစိန်တို့အိမ်ကိုထွက်ခဲ့ကြတယ်ကျွန်ုပ်နဲ့ကိုနိုင်ဘောင်းစိန်တို့အိမ်ကိုရောက်သွားတော့ဘာသူတို့ကရောက်မလာသေးပါဘောင်းစိန်ကတော့အိရှိဘလက်ကလေးထိုင်မောင်းမိနေတာတွေ့ရပါတယ်ဘောင်းစိန်ရဲ့ဇနီးကျော်အမနှင်းကိုမတွေ့ရလို့ကျွန်ုပ်ကနောက်ချင်စိတ်ပေါ်လာခဲ့တယ်ဘောင်းစိန် မင်းစားပြီလားဗအမနှင်းရောမတွေ့ပါလားပေါင်စိန်ပေါင်းချလိုက်ပြီလားဗရအေးမင်းတို့အမနှင်းငွေဘောက်ွားလို့တော့ငါအိမ်မောကနှင်းချလိုက်ပြီကွာအမတော်ကလေးတွေကိုဘာလို့ရှောက်ပြောနေတာလဲကျုပ်ကစင်းမဖို့ဘူးတော်ပဲစင်းစင်းသွားတာမဟုတ်လားဟွန်းမပြောလိုက်ချင်မို့အမနှင်းကအိမ်နောက်ဖေးကထွက်လာပြီးပေါင်စိန်ကိုရန်ထောင်လိုက်ပြီးတော့ကျွန်တော်ကဝမ်းသာစရာတရင်ပြောလိုက်ပါတယ်ဟဲ့တင်လာနိုင် နေပေးလိုက်တဲ့ငွေတစ်ထောင်ကလက်ငွေပဲကွငါထိုးတဲ့ကနန်းဒေကြီးကိုထွက်လာတာဒီလိုမှတည်ရင်တကွက်ပဲတစ်ထောင်ပုံးလုံးထိုးလိုက်ပါလေယော့နေငွေအတူရောရင်းရောနှစ်ထောင်ပြန်ယူမယူပါဘူးမနိယာမနိမဆက်ပြီးတော့ထိုးလိုက်ပါဗျာဟဲ့ကောင်ငနိုင်မင်းမွေမစီကဘာလီတောက်နေတာတော့ကွာဟမ်ရှေ့ပြောနောက်ကြည့်ကွာနောက်မှာပန်းရှင်တရားလုံးရှိနေတယ်လေကြည်လေတော့အတူရောရင်းရောရနိုင်အောင်မဲကွာ ဘာမှမတောင်းပါဘူးဘာသူတော်ရာမနေ့ကမနင်းကငွေတထောင်ခဏယူသွားတာအခုပြန်ပြီးလို့မယူတော့ဘူးလို့ပြောနေတာပါကဲဘာလို့နှစ်ယောက်စုံတို့ကတော့လိုက်မယ်အမနင်းမှအတူတူလာပြီးတော့ကတော့ခံပါဗျာဘာသူတော်ကကလေးထိုင်မှာဝင်ထိုင်လိုက်ပြီးမို့ကျွန်တော်နဲ့ကိုနိုင်ကသူတို့နှစ်ဦးနဲ့အမနင်းကိုပါပေါင်းပြီးတော့တည်ခြင်းငါးပါးနဲ့ကတော့ပြီးဩကတာကတော့ကျိုးကိုရွတ်ဆိုလိုက်ပါတယ်ဘာသူတော်ကကျမချမ်းသာစေချောင်းစုပေးပြီးလို့ကျွန်တော်ကဘောင်းအောင်စင်ကို ကိုနိုင်ကဘာသူတော်ကိုယုတိစွာကပ်ပေးလိုက်တယ်။ဘာလို့ငွေနဲ့ကတော့ရတာလဲမောင်နိုင်တို့ရာလက်နဲ့ကတော့လဲရပါတယ်ကွာ။ဘာလို့နှုတ်ကိုကျွန်တော်တို့လိုဝါကလေးကလူရသုံးဖို့ပါအဖ။အေးအေးသာဓုသာဓုသာဓုပါကွယ်။ဟဲ့ကောင်းဆုံးနှကောင်းငင်းတို့ဖားတွေကိုတော့ငွေနဲ့ကတော့ပြီးငါ့ကိုကြတော့လက်ကြီးပဲကတော့တာပေါ့လေဟုတ်လား။ဟဲ့ဟဲ့အမနိုင်ကမနက်ကလဖိုက်ဆိုင်မာလေးက လက်ငွေနဲ့ကတော့ထားပြီးပြီလေအခုမှနဲ့900ဝတ်တောင်ထောထားပြီးပြီပဲကျွန်တော်တို့ကဘာကျွေးမှလဲပြောအင်းရှင်ကအဲ့မခံတော့ဘူးလားဗျာအနည်းလေမိမရဲ့ချီတူတော်တို့မောင်နိုင်တို့စားဖို့ဘာတွေစီစဉ်ထားလဲယူခဲ့တော့လေစာရင်တောင်းရင်ဘောင်စိန်ဆွေးစားခန်းကိုပြောပြမယ်ကွာချီတူတော်အတွက်ကတော့ရည်တွေးချက်ပဲရမယ်ဟိုကျေးဇူးရှင်တယောက်ကတော့လက်ဖက်တော့ချင်းတော့ပဲတော်ရင်ကျေးဇူးရှင်မက ငါ့ကိုအတော်လေးစေနာထားတယ်ထင်တယ်ရင်ွေးချမ်းပဲတဲ့ညီလင်ပြန်ရောက်လာလို့ငါ့ကိုကျေးဇူးကမ်းတာပေါ့လေနောက်တော့သိမှန်းကိုကိုမအနှင်းကစတာပါရှင်စိတ်မကောက်ပါနဲ့ဘာသူတော်ရဲ့အမနှင်းကချီးသူတော်ကိုစပြီးနောက်ဖေးကိုဝင်သွားတော်တယ်အမနှင်းယူလာတဲ့လက်ဖက်ကျင်းတော်တွေကိုစတော်ရင်ဘောင်းစိန်ပြောပြမဲ့ဆွမ်းစားကမ်းကိုနာဆွင့်နေကြတယ်ဟဲ့ကောင်တည့်ရဲ့ပြောမှဖြစ်ပြောတော့ကွာသူစားလို့ပြီးပြီကွာ ဘတ်သူတို့ကပေါင်စင်ကို ပြောဖို့တတိပေးလိုက်ပါတယ်။ပေါင်စင်ကချောင်းရှင်းပြီးတော့သူ့ရဲ့ဖြစ်ပျက်ကိုပြောပြပါတယ်။ပေါင်စင်ရဲ့စွန့်စားကံဒီလိုဘတ်သူတို့ရဲ့ကျွန်တော်တို့သွားတော့ကတော့ရန်ကုန်သားစီကိုသွားလေတာပါပဲ။တရက်ပန်းစိုးတန်းမှာဖက်ကျင်တဲ့စာအုပ်အဟောင်းလေးရှာနေတော့မတွေ့တာကြပြီဖြစ်တဲ့မေဆွေဟောင်းလေးနဲ့သွားပြီးတော့တွေ့တော့တယ်ဗျာ။ဒါနဲ့စကားဖြတ်ပြီးပြောအောင်မယ်။မိမိမနဲ့လေစကားများသွားသေးတယ်ဆို။ နောက်ရိုက်လဲရိုက်သွားသေးတယ်တဲ့ကျွန်တော်မှားတော့ပါတယ်ဥတုတော်ရာသူကိုချစ်လို့ကျွန်တော်ယူထားတာပဲဘယ်တော့ကရိုက်ဘူးလို့လဲဗျာကျွန်တော်ကရန်ကုန်သားကြီးကိုတွားလဲအောင်မလို့သူကိုပြောတော့ရှင်ကရန်ကုန်မှာမရငယ်တွေ့နေလို့ခဏခဏတွားနေတာမဟုတ်လားလို့ရွေးပြောနေလို့ဒေါသဖြစ်လာပြီးသူ့ရဲ့ဇက်ကိုတစ်ချက်ရိုက်လိုက်တာပါဗျာဒါကလည်းချစ်လို့ရိုက်တယ်လို့မှတ်ပါမိမဆိုတာငှက်ဖဲလို့ပဲဗျထိုလေးမလေးယောက်ျားကိုချစ်လေပဲအခုကြည့်ပါလား ဝင်မကျွန်တော်ရောက်လာတော့ပူချစ်သွားတယ်ဗျမယုံသူ့ကိုခေါ်မေးကြည့်ပါလားမင်းကယူသလိုပေါ်သလိုပောက်တက်ကရစကားတွေရှောက်ပြောမနေနဲ့တော့မင်းကိစ္စပဲဆက်ပြောတော့ကွာအေးဘယ်ရောက်သွားပြီလဲအင်းမေဟောင်းဆွေဟောင်းတွေကအောင်ခိုင်းရင်မောင်ဝရင်စောထူးရင်ဒိန်ဝင်ရေကိုသွားပြီးတော့တွေ့တယ်လက်ဖက်ရည်တိုင်းမှာလက်ဖက်ရည်တောက်ကြရင်သူတို့ကတိတ်ခုတ်တဲ့ပါမေကိုပြပြီးခန်းဒီမှာသွားခုတ်ပြီးရောင်းရတဲ့မြတ်ထက်ကခြေရတဲ့ပုံရမယ်လို့ပြောတယ်ကွာဒီကောင်တွေက သေပါမေတ္တာရထားတယ်သေကြောင့်ဘာမှသိတာမဟုတ်ဘူးကျွန်တော်ကသေကြောင့်နည်းနည်းပါးပါးသိထားလို့ဒီကောင်းတွေကကျွန်တော်ကိုဆရာတင်ကြတယ်ကိုယ်တိုင်တက်ခုတ်ပြီးရောင်းရင်ပူကြံတာမို့ခန္ဒီကိုသွားဖို့အတွက်ဆုံးဖြတ်လိုက်တာကိုရောက်မှတက်ခုတ်သမားငါပြီးခုတ်ကြမယ်သေဖောင်ဖွဲ့ပြီးမျောချမယ်လို့ညှိကြပြီးတော့ခန္ဒီတတော်ကိုသွားကြတော့တာပေါအောင်စင်းတို့ငါဦးခန္ဒီမျိုးကိုရောက်ကြပြီးခန္ဒီတတော်ရုံပေါင်းတက်ခုတ်ခွင့်ပါမင်းရဖို့ တွားရောက်လောက်ခံကြတယ်။အောင်ခန့်ရဲ့ကောင်းကျိုးအဆက်အသွယ်နဲ့သစ္စေတံအဖို့ခုခွင့်ရလာခဲ့ပါတယ်။ဒီနေရာမှာအောင်ခန့်ရဲ့လက်ပတ်မှုကိုကျေးဇူးတင်ရမယ်။တစ်ခုခွင့်ပါမယ့်ရပြန်တော့ခန်းဒီမြို့မှာတစ်ခုလုံသားတွေရှာဖွေရပြန်နေ။ခိုးရမယ့်တတော်နဲ့နီးတဲ့ရွာလေးမှာတစ်ခုကျွန်းနဲ့တစ်ခုလုံသားတွေကိုရကြတော့ရက်သက်မှတ်ပြီးတော့တစ်ခုကြတော့ပေါအောင်စင်းတို့ငါတို့အလုံမဲမဲရရမရှိပဲပြင့်နေကြတာပေါ့။ဒီမှာ အရက်တောက်တတ်တဲ့မောင်းဝါနဲ့စောထုတို့ကအရက်ဝိုင်းဖွဲကြတယ်။ပေါုံစိန်အောင်ခိုင်းနဲ့တိမ်ဝင်းတို့ကိုခေါ်ကြပြီးမဲ့တောက်တဲ့အကျင့်မရှိကြလို့ဝင်းမတောက်ကြပါဘူး။နှစ်ရက်လောက်ကြတော့ဒီတိုင်းထိုင်နေရတော့ပြင်လာလို့မောင်းဝါတို့ဝိုင်းမောင်းအမီးစားကြရင်နဲ့ဒီကောင်နှကောင်အဆွဲကောင်လို့အစားတော်နေနေနောက်ကြတော့မောင်းဝါတို့နဲ့ခွက်လက်တောက်တဲ့အစင်ကိုရောက်သွားပါလေရော။ဒီတော့မှပဲပြင်နာလေးပြောက်သွားကြပြီးပျော်ရွှင်လာကြတယ်။ ။ပေါင်းစင်းတို့အုပ်စုမနက်ပိုင်းရွာတွေကိုရှောက်လေလိုက်ညနေပိုင်းအရက်ဝိုင်းဖွဲ့လိုက်နေဦးကီမောင်စုပြေလိုနေပါတယ်။ဒီလိုနဲ့ပေါင်းစင်းတို့အရင်မတောက်တဲ့သူတွေမှလည်းအရက်သမားဖြစ်မှမသိဖြစ်လာခဲ့တယ်။ဒီနေ့မှာတော့ဒီလိုငွေချင်း၅ရောက်တိတ်ခုတ်တဲ့တော့ကိုတွားကြတယ်။ဒီလိုတူပြီးရောက်သွားတော့ဒါတစ်တော့မှဟုတ်ပါရဲ့လားလို့အားလုံးသဝေသွားဖြစ်သွားရတယ်ဟုတ်ပါတယ်ဟိုတုန်းကနတ်မောင်းထူပြောပြီးနေပြောင်းမထုံးနိုင်တဲ့တစ်တော့တွေ အခုတော့ပြောင်းရှင်းနေပြီးကွင်းမြောင်ကြီးတွေလိုဖြစ်နေတာတွေ့ကြရလို့တန်တော်ဖြစ်ကုန်ကြတယ်နောက်တဲ့နှစ်ရက်လောက်ဆိုရင်တော့ဘောင်းစင်းတို့တစ်ခုတ်တာပြီးတော့မှာပါတချို့တော့ဝက်တတုံးနေဆိုမြေစိတ်ကိုတော့ရောက်ကုန်ကြပြီခုတ်သူခုတ်ဆွဲသူဆွဲချဆိုတော့အလုတ်တွင်ပါတယ်နောက်ဆုံးရက်နေကင်းပိုင်းမှာခုတ်တဲ့ကိစ္စပြီးသွားကြတယ်တတိယအလုံးမြေစိတ်ကိုရောက်ကုန်ကြတော့နားလေတဲ့တစ်ခုတ်သားတွေကပဲတစ်ဖောင်ဖွဲ့ကြတယ်တစ်ဖောင်ကို ခိုင်ခံ့အောင်ဖွဲ့ပြီးပြီးမို့ရန်ကုန်ကိုတင်မှာဆိုတော့နားလေတဲ့သူတွေကိုသာရွေးပြီးရန်ကုန်ထိအငှားလိုက်စေပါလိမ့်။ပေါင်းစင်းတို့ငါးဦးလေးယထာကားနဲ့မပြောင်းကြတော့ဘဲအတွေ့အကြုံအသည့်ရှာကြရန်တစ်ဖုံနေပဲလိုက်ကြဖို့စုံဖြတ်လိုက်ကြတယ်။အယက်စာရိတ်ခါအစုံလင်းတင်ပြီးမနဲ့ရေကြခြင်းနဲ့ထွက်ကြမှာမို့အတွေ့အကြုံအသည့်တွေဘယ်လိုတွေးကြမလဲတွေးရင်းနဲ့ပေါင်းစင်းတို့ငါးဦးအယက်ဝိုင်းဖွဲ့ရင်းနဲ့ရင်ခုန်နေကြပါတယ်။တစ်ဖုံပေါ်မှာ အန်တရင်ဆရာတို့ဒညာတက်ဖောင်ပေါ်မှာအိတ်ကြရမယ်ဆရာတို့ရဲ့မနက်စောကြီးထွက်မှာဗျတက်ဖောင်ဆရာဦးစင်းဦးလာတင်ကပေါင်စင်းတွေကိုလာပြောလို့ဝိုင်းသိမ်းလိုက်ကြပြီတက်ဖောင်ပေါ်ကိုဆင်ခဲ့ကြတယ်တက်ဖောင်ပေါ်ပေါင်စင်းတို့ငါ့ကိုရောက်ကြပြီတော့လက်စအရဝိုင်းကိုဖောင်ပေါ်မှာပြန်စားကြတယ်ဖောင်ဦးစင်းဆရာဦးလာတင်နဲ့သူ့လူတွေပေါ်ခေါ်ပြီးတော့တောက်စီလို့ဝိုင်းကစုပ်ပြေလို့နေပါတယ်အရဝိုင်းသိမ်းကြပြီ ဖော်လုပ်သားတွေချက်ပြုတ်ထားတဲ့အလုတ်ကျန်းထမင်းဝိုင်းမှာဝင်ပြီးတော့ဝိုင်းဖွဲ့လိုက်ကြတယ်။ငရုတ်တိလေးစိတ်ခွဲနဲ့ချက်ထားတဲ့အကြီးကြီးကြီးငါဟင်းပူပူဆက်ဆက်ငပိရေတုစရာနဲ့အစုံကဘောင်းစင်တို့ကိုပါထမင်းမြင်နေပါတယ်။ထမင်းစားပြီးကြလို့ထမင်းစိတ်တက်တာရောအရက်ရှင်တက်တာရောပါပေါင်းပြီး အတော်လေးမူလာလို့ဖောင်ပေါ်မှာဆောက်ထားတဲ့ခဏနီခဏနဲ့တလီတဲ့ကိုဝင်ပြီးတော့ဘောင်းစင်တို့ငါဦးဝင်ပြီးတော့အိတ်လိုက်ကြတယ်။အပြင်ဖောင်ပေါ်မှာတော့ဖောင်လုံသားတွေ အတုံယုံအိပ်ပျော်နေကြပါပြီမနေ့၃နိုင်လောက်မှာတစ်ဖုံဦးစီဦးလာရင်က သူ့ရဲ့လှုပ်သားတွေကိုတစ်ဖုံထွက်ဖို့အတွက်စော်အော်လိုက်လို့လှုပ်သားတွေကကနမဆိုင်ထားတဲ့ကြိုတွေဖြုတ်သူဖြုတ်ဝလုံးနဲ့ဖုံးကူကန့်ကခွာသူခွာနဲ့လှုပ်သားတွေရဲ့ခနာကုန်ပေါင်းချွေးတွေရွှဲနေလို့နေပါပြီ ခန်းနီမြို့မှာမနေ့ဝီရီဝလင်းနှင်းနေပိတ်ပြီးအချံပိုးနေပြီမဲ့ဖုံးလှုပ်သားတွေမှာအင်ကြီးတော်မကန်နိုင်ကြတော့ပါဘူး ကျွင်ကျင်ရလိမ္မာရဆိုသလိုထိုးသားရဲ့လုပ်ငန်းကျွင်ကျင်မှုကြောင့်အချိန်နှဲငယ်တွင်းမှာပဲတစ်ပေါင်းကြီးမောင်းရေလဲကိုရောက်ရှိသွားပြီးတော့ရန်ကုန်ကိုဥတီလိုနေပါလေဆရာကောင်ခင်တို့ပြန်အိတ်ချင်အိတ်ကြပါခင်ဗျာတစ်ပေါင်းလဲရေလဲရောက်သွားပြီးမို့အေးစိစိပါပဲဖောင်စီဥလာတင်ပေါင်းစင်တို့ကိုနားနေနေနေရန်ပြောလိုက်လို့ကျွန်တို့ငါတို့လဲတစ်ပေါင်းလဲမဆောက်ထားတဲ့တယ်လီတယ်ကိုဝင်ပြီးတော့ပြန်ကွေးကြရင်အေးတံကိုနှွေးအောင်လှုပ်ကြတယ် ပြန်လှည့်လိုက်တော့မှညက်ကတောက်ထားတဲ့ရဲရှိန်ကပြန်ပြီးတော့တက်လာလာရင်လိုင်းအီလေးရဲ့ချော့သိမ့်မှုကြောင့်ပေါင်းစင်းတို့ငါတို့ပြန်ပြီးတော့အိပ်ပျော်သွားကြတယ်။အပြင်မှာထိုးသားတွေလည်းနာသူနာရင်ွေးတောက်သူတောက်ဆွေလေးတောက်သူတောက်နဲ့အေးအေးဆေးဆေးပါပဲ။ဖောင်ဖောင်ပေါင်းတွန်းလုံးပက်လက်နေကြတယ်။ပေါင်းစင်းတို့ငါတို့ဘလောက်မြောက်အိပ်ပျော်သွားကြလဲမသိပါဘူး။တတုံတုံအတန်တွေကိုကြပြီးဖောင်သိမ့်ငနေဖြစ်သွားလို့လန့်လို့လာကြပြီးထိုင်ရတာဖြစ်ကုန်ကြတယ်။ ဟေးဖောင်ကဘာနဲ့တိုက်မိတာလဲကွလိုက်ပြီးတော့ကြည့်ကြစမ်းတာကြီးတို့ဖောင်ကိုညင်အောင်ထိုးဝါနဲ့ထိန်းထားကြကွမင်းတို့ကြိုးတွေတေချာတတ်တာခိုင်းရလားကွအကိုလှတယ်ညာတာကြီးချီတဲ့ကြိုးဘယ်နှခါမှရောဘူးလို့လေဗျမင်းတေချာတာငါတိပါတယ်ပို့ပြီးတော့တေချောင်းအောင်မေးရတာပါခုနဖောင်လှုပ်သွားတာဖားကြောင်လေကွဟမ်တေချာကြည့်လိုက်ပါဦးအပြင်ဖောင်ပေါ်မှာဦးလာရင်တို့အဖွဲ့ရဲ့စကားတန်တွေကိုကြားလဲရလို့ပေါအောင်စင်းတို့ငါတို့ အပြင်ကိုထွက်ကြည့်မယ်လို့အိယာကအမြန်ထားလိုက်ကြရင်ပဲတလုံးချင်းစောင့်တန်နေအဆက်မပြတ်ကြားလိုက်ကြရပြီးဖောင်းလဲတော်တော်ခေါအောင်လှုံရမ်းတော့လို့ဘောင်းစင်းနဲ့စောတုတို့အိယာပေါ်ပြန်လဲကြကုန်နေဟာဖောင်းကဘာဖြစ်တယ်လဲမသိဘူးထွက်ကြည့်ရအောင်ဘောင်းစင်းကအမြန်ပြန်ထပြီးသူ့ရဲ့လူတွေကိုပြောကတဲရဲ့ပြင်ကိုထွက်သွားလို့ကျန်တဲ့လေးယောက်လေးလိုက်သွားကြတယ်ဖောင်းပေါ်မှာတော့ဦးလာတွေနဲ့သူ့ရဲ့အဖွဲ့သားတွေပြေးလွှာလှုပ်ရှားနေကြတယ် တလုံးချင်းတိုက်တန်းတလုံးချင်းပွတ်တန်းကျိုးပြေရော့တန်းတို့အဆက်မပြတ်ကြာလာရပါတယ်။ဘာဖြစ်တာလဲဥလာတဲ့။အောက်ကတခုခုနဲ့တိုက်မိတာလားမသိဘူး။ဒီနေရာမှာကြောက်ဆောင်နေပါလိမ့်မှမရှိတာကျွန်တော်သိပါတယ်ဆရာ။ဘာဖြစ်မှန်းလဲမသိပါဘူး။တစ်ပေါင်မှာအပြစ်ရှာတာလည်းမတွေ့ဘူးဗျ။တလုံးချင်းရိုက်တန်းကြားရပြန်လို့ပေါင်းစိန်တစ်ချက်စဉ်းစားနေလိုက်တယ်။ခုတ်တဲ့တစ်ပင်နေထဲမှာတစ်ကျန်းတစ်ပင်ပါလာလိမ့်မယ်ဗျ။ အဲ့ဒီတလုံးကတောင်းကျနေတာဗျအဲ့ဒီတကြံကိုရှာရမယ်အတန်ကြတော့ဘယ်နေရာကလဲသိရအောင်အတန်ကိုနားဆွနေကြကျွန်တော်တော့တေချောင်းကိုနားမလဲဘူးဆရာဖောင်စည်းပဲလှုပ်တတ်တယ်ဒါကိုတော့ခွန့်လွတ်ပေးပါဗျာဥလာတင်ကယူတာသူပဲတေချောင်းနားမလဲတာကိုနားမလဲတဲ့အကြောင်းဝန်ခံလာတယ်ပေါင်စိန်ကနားလေခွန့်လွတ်ကောင်းကျိလိုက်ပြီးအတန်ဘေကထွက်ပေါ်လာမလဲလို့နန်းတစ်ဖက်ကိုနားဆွထားလိုက်ပါတယ်မကြပါဘူး တတုံတို့တကြီးကြီးတန်းနေထပ်မှန်ပြီးတော့ကြာရပြန်နေအခုကြားရတဲ့တန်းကပို့ပြီးကျေလာလို့ပေါင်စိန်ကအတန်လာရကိုအတန်လာရနားကိုသွားပြီးတစ်လုံးတွေကိုစိတ်ဆက်ဆက်လိုက်ကြည့်နေပါတယ်ဖောင်ပေါ်မှာပါလာတဲ့လူ အလုံးကတော့ပေါင်စိန်ထွက်လာမဲ့ဇကားတန်းကိုစွင့်စိန်နဲ့နားဆွဲနေကြတယ်တောင်းအောင်ကြတော့ပေါင်စိန်ရဲ့မျက်နှာဝင်းလက်လာပြီးတော့အတန်မှာထွက်ပေါ်လာတယ်ဟာတွေ့ပြီဗျဥလာတင်ရ ရဲတင်းယူလာပြီဗျာဒီတကမြင့်ကို ရှင်းပြရမှာဝလာတင်းကတိခုတ်တဲ့ရဲတင်းတလက်ကိုယူလာပြီးဘောင်းစိန်ကိုလှမ်းပြလိုက်တယ်ဘောင်းစိန်ကရဲတင်းနဲ့တစ်လုံးတစ်လုံးကအမြင့်ကိုရဲတင်းနဲ့ခုတ်ပြနေပြီးပဇက်ကလည်းပြောနေလိုက်ပါသေးတယ်အာကမြင့်ကြီးအောင်ဟာကဲကွာကမြင့်ကြီးအောင်ကကဲကွာမှတ်ပလောက်ကွာဟမ်ရဲတင်းသွားနေခုတ်တာအမရသေးလို့အနောက်နဲ့ပါထပ်ပြီးတော့ထုံနေပြန်နေဟမ် ကဲကဲကဲအန်ဒီရမရှိတော့ဘူးကျိုးတွေရော့နေရင်ပြန်စစ်ပြီးတင်းပြီးထွက်လို့ရပြီဆရာဦးလာတင်ဦးလာတင်ရဲ့ဖောက်လုပ်သားတွေကခြိထားတဲ့ကျိုးတွေကိုလိုက်စစ်ပြန်တင်းပြီးတော့ခြိကြပြီးတော့စိတ်ချရတော့မှတစ်ဖောင်ထွက်ခဲ့ပါတယ်ပေါင်စိန်ကတစ်ဖောင်တလေးတွေကိုဝင်သွားပြီးရဲတစ်ခွက်ကိုငှက်ပြီးရေရောကငှက်တော့စိတ်ကြက်တလေးကိုညှိပြီးတော့တောက်လိုက်တယ်တစ်ဖောင်ကြီးလည်းဘာအန်ဒီရမမပေးတော့ပဲရေရဝတိမြေပြင်ထဲမှာညင်သာစွာတွေ့ရွေ့သွားနေပါပြီ။ ဆရာကတေချောင်းကိုနားလဲတယ်ဗျနော်ဆရာပါလာလို့ဒါပဲဆရာသမပါရင်ကျွန်တော်တို့ကြီးပဲဆိုရင်တလုံးတွေတစားစီဖြစ်ပြီးကျွန်တော်တို့လည်းယင်းနှစ်တေချရမယ်ဆရာရဲ့ဦးလာရင်တို့တင်းတဲ့လှုပ်ရှားသူတွေဆိုတော့မကောင်းတဲ့တစ်တွေကိုသိထားတဲ့နယ်ဗျဒါမှလောကကံရတာလွဲမှာပေါ့အခုလိုတေချမ်းပါလာလို့တယောက်မှနားမလဲရင်စံတဘောဘဖြစ်နေပြီးအားလုံးဒုက္ခရောက်ကုန်လိမ့်မယ်တလုံးတွေလည်းရှုံးကုန်ပါပဲလိလာထားပေါ့ဗျာ ကျွန်တော်သိသလောက်တော့ပြောပြပါမယ်။နောက်ခင်ဗျားတို့တည်ကျွမ်းတဲ့ဆရာကြီးတွေကိုလည်းမေးမြန်းထားကြပေါ့။တင်မင်းကိုတော့မပြတ်စောင့်ထားဗျ။အဲတင်မင်းကတည်ကျွမ်းတဲ့အလုံးကိုနိုင်နေကဲသမင်းမကြက်ခင် တလုံးလောက်ဖြိုးချစို့ဗျ။ပြီးမှသမင်းစားကြတာပေါ့။ပေါင်းစင်းတို့၅ယောက်နဲ့ပေါင်းစင်းဥလာတင်တို့ရက်တော့လို့တလုံးလဲကုန်းရောသမင်းလဲကြက်ကုန်းပြီဖြစ်လို့ရက်တော့တာရက်ပြီသမင်းစားက တည်ရတဲ့မော့အိတ်ဆက်ကြပါတယ်ညနေပိုင်းထမင်းမစားခင်မောင်အရက်တော့ကြရင်နဲ့မကောင်းတဲ့တစ်တေချောင်းကိုဖောင်းစီဥလာတင်နဲ့ဖောင်းလုံးသားတွေကိုပျောက်ပြနေလိုက်ပါတယ်တစ်ကျမ်းမှပေးတဲ့ဒုက္ခဒါပါပဲဥသူတော်တင်လာနိုင်တဲ့ကိုနိုင်တော့ရေပေါင်းဆိုရဲ့အတွေ့အကြုံစွန်းစားခန့်ပေါ့ကွာဟဲ့ဟဲ့အရက်တော့တဲ့သွားတာအမျက်ပေါ့ကွာဟာပေါင်းဆင်းကလည်း တရက်တော့တာမကောင်းပါဘူးဗျာမတော့ပါနဲ့ဘာရအဲကောင်တရက်မင်းဇလန်းကမဆုံးသေးဘူးလေကွာဘာကြံသေးလို့လဲချီသူတော့ရဟာဟုတ်တယ်ဗျကြံနေသေးတယ်ဗျရန်ကုန်ရောက်လို့ဒီခွဲပြီးရောင်းလိုက်တာ6သိန်းစီတော့ဝေစုကြကြတယ်ဗျကျွန်တော်ကတော့3သိန်းပဲယူလာပါတယ်အောင်းခိုင်ကုန်ကြတာများလို့3သိန်းကိုအသုံးစီသေးထည့်ပေးလိုက်တယ်ဗျကျွန်တော်ထည့်တော့ကျန်တဲ့ကောင်တွေကလည်းထည့်ကြတော့အောင်းခိုင်တွေကာမိသွားတာပေါ့ ကဲဇလန်းကဆုံးပြီနော်ဟာအောင်စိန်လေးရလူကိုဒုက္ခပေးတဲ့တိတိအကြောင်းလေးပြောပြအောင်လေကွာဒါကမင်းရဲ့စွန်းစားကန်းပွင့်ကွာပွင့်ဟာသတို့တွေစင်ကုန်ပါပြီဗျာဟုတ်ပါရဲ့မေ့နေတာဗျဒီလိုတော်တို့တောင်တို့ဆိုတာပရိယမာယာအလွန်မှ များလာတယ်ဗျဥပမာပေးရရင်တော့ခြေတွေရဲ့ညမငွေမာလေးလိုပဲဗျကြည့်ကျွန်တော်မရှိတော့ကကြာဖန်မယ်စင်မမယ်လေး လာရင်တိမဲတွေ့မဲနဲ့မဟုတ်လားကျွန်တော်မျက်နှာလည်းမြင်ရောမိကိုရေနဲ့တက်လိုက်တယ်လို့ပဲငိမ့်ပြီပဲဗျအဲလိုချစ်သူတော်မိမယူမယ်ဆိုရင်မိမကြောင့်ကိုနားလည်ထားရတယ်လို့ပဲပေါ့တော်ရဲသွားမယ်ဆိုရင်လည်းတော်ကြောင့်ကိုနားလည်ထားမှာဗျနားမလဲရင်တော်၆ခံရတာတို့တော်ပေါက်ခံမှာတို့ကြုံရမှာပဲဒီလိုပဲမိမကြောင့်ကိုနားမလဲပဲမိမယူမရင်မိမရဲ့လှည့်စားတာကိုခံကြရမှာပဲတော်ဒီမှာနှက်ကြီးကြတော့ နှကျန်းတာတို့ရှိကြတော့စကားပြောဆိုဆင်ကျင်နိုင်မှတုံယုံကြမှာအဲမဆင်ကျင်လို့ကတော့ဘေးတွေးကြမှာအမှန်ပဲတော်ရည်ရဲ့ပရိယရှိသလိုဒီတော်ရည်မှာပေါက်တဲ့သစ်ပင်တွေကလည်းသစ်ဆိုးမိစာပင်တွေရှိကြတယ်သစ်ချောက်တာတို့သစ်ဘလူးတို့ကျွန်တော်ကြုံခဲ့ရတဲ့တကမြင်းဆိုတာတွေကတော်မှာပေါက်တဲ့သစ်ပင်တွေမှာရှိတတ်ကြတယ်ဗျသစ်ချောက်တာချစ်သူတော်တိမှာပေါ့အင်းဒီအင်းဆောက်လို့သစ်ချောက်ပွားသွားရင်တောက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 ်နဲ့တောက်ခေါက်တဲ့တန်တွေလုံး မကြမကြကြားနေရမယ်လူတွေကမသိတော့တရေ6တဲ့ထင်ပြီးကြောက်ကြတာပေါ့ဗျာအဲ့ဒီတရေ6ကိုတွေ့အောင်ရှာပြီးအဲ့ဒီတရားလေးကို တင်မင်းကိုချွင်ပြီးတန်ရိုက်တယ်လို့ရိုက်သွင်းလိုက်ရင်တရေ6တာကပျောက်သွားတာပါပဲချီတူတော့အဲနောက်တော့တပလူကတော့နည်းနည်းကြမ်းနေဗျသူကလည်းတင်မင်းမနိုင်တာဒီတပလူကိုရှာတာနည်းနည်းတော့ခက်တယ်ကျွမ်းကျင်တဲ့ဆရာတွေကိုပြင်ပြီးရှာခိုင်းมาရတာအဲ့ဒီတပလူကလည်းတင်မြေတွေမှာပဲရှိတတ်ပြီးအဲ့ဒီတင်မြေက ဘလူးပုံပေါက်နေတာဗျတဘလူးရှိတဲ့အိမ်ဆိုရင်အိမ်တွေအိမ်သားတွေဖျားနာတာတွေဖြစ်ပြီးတော့အကမ်းမတည်ရင်လူတွေပါသိနိုင်နေဗျတဘလူးကအတော်လေးကိုကြောက်စရာကောင်းတယ်ချီးသူတော်ရဘောင်းစိန်ကခဏနားလိုက်ပြီးဒီနေ့တစ်ခွက်ငှက်တော့ပြီးစီးကတဲ့တလေးကိုစိန်နဲ့ဖွာနေပါလေစိတ်လေးကုန်းသွားတော့မှသူ့ရဲ့စကားကိုဆက်လာပါလေအခုကျွန်တော်ကြုံခဲ့ရတဲ့တေချမ်းမလို့ခေါ်တဲ့တကမြင့်မကိုတွေ့ခဲ့ရသလိုရှာလေရှာပါလေ ဒီတေကျမ်းမကလည်းတင့်မြင့်မှာပဲရှိတတ်တာမခုတ်ခင်တေကျမ်းမရှိတဲ့တင့်ပင်ဆိုရင်လိမတိုက်ပဲအမြဲတမ်းရင်ထုံနေတာတွေးကြရမယ်ရှင်းလက်သမားဆရာကြီးတွေတိခုတ်သမားကြီးတွေကတော့သိကြတယ်ဗျအခုကလက်သမားဆရာတွေကတော့သိနိုင်မှာမဟုတ်ဘူးဗျဒီတေကျမ်းမလို့ခေါ်တဲ့တေကမြင့်မရဲ့တင့်မြင့်ကိုဒီတိချာချာကြည့်လိုက်ရင်မိမအင်္ဂါနဲ့တပုံစံနဲ့ပဲဗျချီးသူတော်ရအဲ့ဒီမြေကိုထွန်းထုတ်ခြင်းရင်ထွန်းထုတ်ပုံစံပြအောင်ပေါ့စိနဲ့ပေါ့မှာပဲဒီတေကျမ်းမ မတောင်းကြနိုင်တော့တာဗျဒီတင်ကျဲမှာပါတဲ့တင်းနဲ့အိမ်ဆောင်မရင်တော့အိမ်ကမကြမကြရိမ့်ထိုးနေလိမ့်မယ်ဒါကိုတွေ့အောင်ရှာပြီးတေတကာတို့ရဲ့အထွတ်ထိပ်တင်းမင်းနဲ့အဲ့ဒီတေထဲကိုရိုက်ထည့်ပေးလိုက်ရင်ငြိမ်သွားတာပဲဗျကျွန်တော်မေ့သွားတယ်ဗျအဲ့ဒီတင်ကျဲမြေကို ထွင်းပြီးယူလာဖို့ချီသူတော်ကိုလက်ဆောင်ပေးရအောင်လေဟာယူလာရင်လည်းမင်းအိမ်မှာပဲထားပါကွာငါဖုန်းကြောင်းမှနေတာဆိုတော့မသိတော့ဘူးကွာငါကိုလာပြီးတော့မပေးပါနဲ့ကွာ တော့ကိုအောင်စိန်ဟေးဘာလဲဟာရှင်ကကလေးကြီးကိုဘာမဟုတ်တယ်ရပြောနေတာတော့ရှင်ဟာဒီကောင်နေဘိုးသူရရောက်အောင်ပြောနေတာပါမိမရဟဲ့ဟဲ့ကဲတင်လာနိုင်တဲ့ကိုနိုင်တို့လဲပြန်ကြတော့ကွာအချိန်လည်းမနေတော့ဘူးမင်းတို့မီဒီယာလဲစကားပြောချင်ရှားကြမှာပေါ့ခြေသူတို့လဲပြန်တော့ကျွန်တော်လဲအိတ်ချင်ပြီဗျဟဲ့ဟဲ့ဘောင်းစိန်ကတန့်ပြပြီးကျွန်တော်တို့သုံးကိုနှင်နေပါလေငါသိပါတယ်တရေရာဘာသူတို့က ပေါင်စင်ကိုခနဲ့ပြီးဒီတို့နှစ်ယောက်နဲ့တူအမနှင်းကိုနှုတ်ဆက်ကပေါင်စင်တို့အိမ်ပေါ်ကဆင်လာခဲ့ကြပါလိမ့်။ကောင်းကျိုးလိုရာပြည့်ကြပါစေ။ဆိုင်ရဲတူဟုတ်ကဲ့။ဆိုင်သူဆရာကြီးကိုလည်းအထူးပဲကျေးဇူးတင်ပါတယ်။စေဝန်သာပွဲထူးခြားဆန်းကျင်ကမ္မီယာဖီယမန်ဇလန်ကောင်းလေးကိုဘောင်းမီဟိုရာ channel လေးကနေတင်ဆက်ပေးကြတာဖြစ်ပါတယ်။အဆုံးထိလိုက်ပါအပင်းနားဆင်ကြတဲ့ကျွန်တော်ရဲ့မိတ်ဆွေတွေကိုအထူးပဲကျေးဇူးတင်ပါတယ်။စာတပုတ်ကိုနားထောင်ပြီးတာနဲ့ မိတ်ဆွေတို့ရဲ့ထင်မြင်ယူဆချက်တွေကိုညင်ရင်တွေးတဲ့အနေနဲ့ဗီဒီယိုလိုက်တစ်ချက်နှိပ်ပြီးတော့ comment မှာဝင်ရောက်ဆွေးနွေးညှင်းခုံသွားလို့ရပါတယ်အာမနာပါနဲ့မိတ်ဆွေတို့ရဲ့ comment အကြောင်းချင်းစီတိုင်းကိုကျွန်တော်တင်ဆက်သူကအလေးထားပြီးစာပြန်ပေးနေပါပြီ စာဖတ်တာကိုဝါသနာပါပြီမဲ့စာဖတ်ဖို့အတွက်အချိန်မပေးနိုင်ဟဲ့လို့မားတယ်ကျွန်တော်ရဲ့မိတ်ဆွေတွေအတွက်ပါမီဟိုရာ channel လေးကနေထူးခြားဆန်းချင်းလိုဝဆန်းချင်းဗိုင်းရရင်ပေါ်ပေါ်လာလောကကံမီရောက်ရမတန်မူခင်ဖြစ်ရမဇလန်ကောင်းမြတ်စွာကို နေ့စဉ်မပြတ်ရှာဖွေပြီးတော့မှဖတ်ပြတင်ဆက်ပေးနေပါပြီခင်ဗျာ